အညတရဗိက္ခုသုတ်သာဝတိမြို့မှာမြတ်စွာဘုရားတရင်30ရန်တပါးကမြတ်စွာဘုရားထံချင့်ကပ်ပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားတပည့်တော်တောင်းမှမှာတယ်ဗျာတပည့်တော်ကိုတရားအကျင့်လေးဟောပေးပါဗျာအဲ့ဒီတရားအကျင့်ကိုအခြေခံပြီးတော့တပည့်တော်တိတ်ဆိတ်တဲ့နေရာမှာတပါးတဲ့ကြိုကြိုစားစား မမိတ်မလျော့မပေါ့မဆပဲနဲ့နိဗ္ဗာန်မရောက်မချင်းပြီးတော့တရားအထုတ်ခြင်းပါတယ်ဗျာလို့သူကရှောက်ရှောက်တဲ့အခါကျတော့မြတ်စွာဘုရားကတရားလေးကိုတိုးတိုးလေးပဲတကြောင်လေးပဲယံခောနုသေတိယံခောပိတ်ကိုနုသေတိဒေနသင်္ခံကိစ္စတိယန္နာနုသေတိနတေနသင်္ခံကိစ္စတိတဲ့ဒီတရားလေးပဲဟောလိုက်ဒါဒီတရားက အဲ့ဒီယဟန်လေးအတွက်တရားကျင့်ကြံဖို့ရာအတွက်အခြေခံဖြစ်သွားတယ်တရားတို့ရဖို့ရာယဟနာဖြစ်ဖို့ရာအတွက်အခြေခံဖြစ်သွားတယ်အဲ့ဒီတရားလေးကိုအကြံမြင်ပြောရမယ်ဆိုရင်ယံရာဂစားတဲ့အကျင့်သဘောတရားတွေကြောင့်အနုသေတိယံတစ်ပါးအနေနဲ့ဂိမ်းအောင်သွားတယ်ယံအနုသေတိအနုတရားတွေဂိမ်းပြီဆိုရင် ေနသင်္ကံကိစ္စတိအဲ့ဒီလူတရားဂိမ်းတဲ့ပုဂ္ဂိုလ်ဟာဘလို့ပုဂ္ဂိုလ်ဘလို့ပုဂ္ဂိုလ်ဆိုပြီးတော့နာမည်တက်လို့ရတဲ့အဆင့်ထိခေါ်လို့ရတဲ့အဆင့်ထိဖြစ်သွားတတ်တယ်။ဒါပါပြောကျင်တာလဲဆိုတော့အနုတ္တိဂိမ်းတယ်ဆိုတာကိုနိဗ္ဗာန်စာအုပ်လေးကစာအုပ်ကပြောထားတာရှိတယ်။ဂိမ်းတယ်ဆိုတာဟာတဲ့အကြောင်းနေပေါင်းစုမိပြီးတော့ဖြစ်လာတာကိုပြောတာနော်အကြောင်းနေပေါင်းစုမိပြီးတော့ဖြစ်လာတာ အနုတ္တိအနုတ္တိဆိုတာဥဇဏောတွေသိပြီးသားပါပဲကိုယ့်ရဲ့စိတ်ထဲမှာမပယ်နိုင်သေးသမျှကာလပတ်လုံးအကြောင်းတိုက်ဆိုင်လာရင်ဖြစ်ဖြစ်လာတတ်တာကိုပဲအနုတ္တိခေါ်တာပေါ့ရာဂစိတ်ကလေးလောလောဆယ်စားတတ်တဲ့အချိန်မှာရာဂစိတ်မဖြစ်ဘူးဒါပေမဲ့အာယုံအာရမဏိကတိုက်ဆိုင်လာတဲ့အချိန်အာယုံသောမနတိကာရလို့ခေါ်တဲ့နှလုံးသွင်းမကောင်းတဲ့အချိန်ဆိုရင်ရာဂကဖြစ်လာမှာပဲအဲ့လိုအကြောင်းတွေတိုက်ဆိုင်လာလို့ ဖြစ်လာတာကိုပဲအနုသေတိလို့ခေါ်တာကိန်းအောင်းတယ်လို့ခေါ်တာအဲ့ဒါမှာသုံးခုတည်းပဲအရင်ဆုံးကြည့်ကြည့်လိုက်ပါကာမရာဂရယ်ပဋိကရယ်အဝိဇ္ဇာရယ်အနုတ္တရသုံးခုကာမရာဂပဋိကာမရာဂအနုတ္တရနော်ကာမဂုဏ်တွေအာယုန်တွေကိုမမောမှုတွေ့တာမှုဆိုတဲ့အနုတ္တရလေးရိုးရိုးချိန်ဆိုရင်တော့ဘာမှမဖြစ်သေးဘူး အာယုန်နေနဲ့တိုက်ဆိုင်လာတဲ့အတွေ့တွေကလည်းပဲမှားလာပြီဆိုတဲ့အခါကျတော့ကာမရာဂနုတ္တိယဖြစ်လာပြီးတော့ဒေနသင်္ကံကိစ္စတိကာမရာဂတွေတောင်းညံပြီးတော့ရတ္တောအထကရာဖွင့်ထားတယ်နော်ရတ္တောဟာယာဂကြီးတဲ့လူဆိုတဲ့နာမည်အလိုလိုရသွားတယ်နော်ပဋိကနုတ္တိယဒေါသရိုးရိုးအကြောင်းတိုက်ဆိုင်မှုမရှိသေးဘူးဆိုတော့ဒေါသမထွက်သေးဘူးဒါပေမဲ့ဒေါသကတော့မပယ်နိုင်သေးဘူးအကြောင်းတိုက်ဆိုင်လာပြီကိုမကျင်တတ်တာတွေတွေ့လာပြီး ပြဒနာတွေကျုံးလာပြီဆိုရင်ဒေါသတွေထွက်လာတယ်။အဲဒေါသထွက်လာပြီဆိုရင်ဒေနသင်္ကန်ကိစ္စတည်းဟာဒုထောဟာဒီလူကဒေါသကြီးနေတဲ့သူဆိုပြီးတော့နာမည်ဖြစ်လာတာပဲ။အဝိဇ္ဇာနုတယမတိမှုတွေဝေမှုဆိုတဲ့အမကိုအမှန်အမှန်ကိုအမလို့သိမှုဆိုတဲ့ဝိဇ္ဇာနုတယတွေအကြောင်းတိုက်ဆိုင်လို့ဖြစ်လာပြီဆိုရင်တော့မူလောဒီလူဟာတွေဝေတဲ့သူမအမသိတဲ့သူ အမမသိတဲ့သူဆိုပြီးတော့ခေါ်လို့ရသွားတာပဲ။ ဒါကြောင့်ပြောကျင်တာတော့ဘာပြောကျင်တာလဲဆိုတော့ราคะโทสะโมหะมานะสะတဲ့กิเลสတွေဟာအပင်မပြီးမပြတ်နိုင်သေးသမျှကာလဘလုံးအကြောင်းတိုက်ဆိုင်လို့ပေါ်လာတိုင်းပေါ်လာတိုင်းအဲ့ဒီလူဟာຢာကာကြီးတဲ့သူဒေါသကြီးတဲ့သူโมหะကြီးတဲ့သူစတဲ့နာမည်တွေအလိုလိုကိုဟိုတက်ခံလိုက်ရတာပဲပြောင်းမြန်ယန္နာနုတေတိနတေနသင်္ကံကိစ္စတိအဲ့ဒီလိုအကြောင်းနေ မတိုက်ဆိုင်အောင်ရှောင်မယ်အကြောင်းတိုက်ဆိုင်တော့မှနှလုံးသွင်းကိုမှန်မှန်ကန်ကန်နှလုံးသွင်းပြီးတော့အဲရာဂအဖြစ်မခံဘူးဆိုရင်တော့ဟောရာဂကြီးတဲ့သူဆိုတဲ့နာမည်မရောက်တော့ဘူးဒေါသဖြစ်စရာအကြောင်းတော့တိုက်ဆိုင်လာတယ်ဒါပေမဲ့ဒေါသမဖြစ်ဘဲနဲ့မေတ္တာနဲ့အနိုင်ယူပြီးတော့ဒေါသကိုပယ်နိုင်မယ်ဆိုရင်ဟာဒေါသကြီးတဲ့သူဆိုတဲ့နာမည်သူမရတော့ဒါကိုပြောခြင်းဒါဆိုရင်မြတ်စွာဘုရားကဝိပဿနာတရားဟောပေးလိုက်တာပဲ။ အာယုံကတော့တွေ့လာမှာပဲအာယုံတွေ့လာပြီဆိုရင်အဲ့ဒီအာယုံအပေါ်မှာနှလုံးသွင်းမှန်မှန်ကန်ကန်နဲ့ပိုဇက်တစ်သင်ခင်ဖြစ်အောင်လုပ်အကောင်းဘက်ကိုဥတည်အောင်ကြိုးစားကြအကောင်းဘက်ကိုဥတည်ပြီးတော့ဟိုကိလေသာအဖြစ်မခံနိုင်အောင်ကြိုးစားအဲ့ဒါဆိုရင်ရာဂဒေါသမောဟတွေတဖြည်းဖြည်းကင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 ်းပြီးတော့နောက်ဆုံးကြတော့ပယ်နိုင်တဲ့အစင်တီရောက်သွားမယ်လို့ခင်ဗျားကဟောလို့တာအဲ့ဒီလိုပြောတယ်ပြောလိုက်ရော အညာတံဘဂဝါအညာတံဗုဒ္ဓတပည့်တော်နားလည်သွားပြီဗျာနားလည်သွားပြီဗျာဆိုထားလျှောက်တော့နော်ဦးဇင်းတို့တော့တော်တော်ရှင်းပြီပြင်ပြလိုက်ရတာပဲနော်စာတိုင်းကိုနားလည်ဖို့တော်တော်ခက်တယ်နော်အဲနားလည်သွားပြီလားလို့ထားလျှောက်တယ်ဟာယဟန်ငါအကျဉ်းလေးနဲ့ဟောတဲ့တရားကိုမင်းအကျဉ်းနားလည်တယ်ဆိုတော့ဘလို့နားလည်တာလဲပြောစမ်းပါဦးတပည့်တော်ရုပ်ကြီးကတော့ရှိနေကြတာကြီးပါပဲဗျာဒါပေမဲ့အဲ့ဒီရုပ်ကြီးကိုအကြောင်းပြုပြီးတော့ ရာဂတွေဖြစ်လာမယ်ဆိုရင်ရာဂကြီးတဲ့သူဆိုတဲ့နာမည်ဖြစ်လာမှာပဲရာဂမဖြစ်ယောက်ျားကိုအကြောင်းပြုပြီးတော့ရာဂမဖြစ်ဘူးဆိုရင်ရာဂကြီးတဲ့သူဆိုတဲ့နာမည်မဖြစ်တော့ဘူးပေါ့ဗျာအဲ့လိုပြောလိုက်တာနော်ဦးဇော်တိပိသားပဲရှင်အာနန္ဒာဆိုရင်ယုတ်တာချောတာဟုတ်တယ်မလားရှင်မာကိစ္ဆာနာတို့ဆိုရင်ယုတ်တာချောတာပဲဒါပေမဲ့လည်းပဲသူတို့တွေဟာအနုတ္တရအဖြစ်မခံဘူးရာဂအဖြစ်မခံဘူးမာနအဖြစ်မခံဘူးအဝိဇ္ဇာအဖြစ်မခံဘူး အပြစ်မကံမဲ့နဲ့တရားကိုမှန်မှန်ကန်ကန်အားထုတ်လိုက်တဲ့အခါကျတော့ဟောရာဂကြီးတဲ့သူဆိုတဲ့လမ်းကြောင်းမရဘူးဒေါသကြီးတဲ့သူဆိုတဲ့လမ်းကြောင်းမရဘူးငောကြီးတဲ့သူဆိုတဲ့လမ်းကြောင်းမရဘူးနော်နောက်နာတဝေယတထတာကာလဥစဉ်တော်တည်ပြီးသားပဲရုပ်ချောတာရုပ်ချောတဲ့ကာလဟိုကောင်မလေးရကြိုက်ဒီကောင်မလေးရကြိုက်အဲနောက်ဆုံးကျရာဂအပြစ်ခံလိုက်တဲ့ခါကျတော့နောက်ဆုံးအများကအတမတ်ကြတာဟာအနာတပင်ကြီးကတော့တကယ်သူတော်ကောင်းကြီးပါကွာသူ့သားကတော့တော်တော်မစွန်တဲ့လူနော် ဖောက်လွဲဖောက်ပြန်တဲ့အမျိုးမျိုးမဟုတ်တာတွေကြီးပဲလောက်တာပဲဆိုပြီးတော့အပြောခံတဲ့အစဉ်ရောက်သွားတယ်။ဒါကြောင့်ဘာလို့ဆိုရင်ရုပ်ချောမှုမချောမှုအဓိကမဟုတ်ဘူး။ရုပ်ရှိမှုမရှိမှုအဓိကမဟုတ်ဘူး။အဲ့ဒီရုပ်အပေါ်မှာအနုတရတွေမကိမ့်မှုကအဓိကပဲ။ရာဂတွေမဖြစ်အောင်နေတတ်ဖို့၊ဒေါသတွေမဖြစ်အောင်နေတတ်ဖို့၊မောဟတွေမဖြစ်အောင်နေတတ်ဖို့အဓိကပဲ။ဒါကြောင့်ရုပ်ကတော့ရှိကြမှာကြီးပါပဲဗျာ။ရုပ်နဲ့ပတ်သက်ပြီးတော့အနုတရတွေကိမ့်လာမယ်။ ရာဂဒေါသမောဟတွေတောင်းကျမ်းလာမယ်ဆိုရင်ရာဂကြီးသူဒေါသကြီးသူမောဟကြီးသူဆိုတဲ့နာမည်ရသွားတာပဲဗျာအနုတ္တရတွေမကိန်းဘူးရာဂဒေါသမောဟတွေမတောင်းကျမ်းဘူးဆိုရင်တော့ရာဂကြီးသူဒေါသကြီးသူမောဟကြီးသူဆိုတဲ့နာမည်သူမရတော့ဘူးဗျာနောက်ဆုံးရာဂဒေါသမောဟတွေကင်းနိုင်တဲ့အဆင့်ထိရောက်သွားပါတယ်ဗျာပြီးတော့ဒီလိုနားလည်ပါတယ်ဗျာနော်ဝေဒနာလည်းထို့အတူပဲသင်ညာလည်းထို့အတူပဲသင်္ခါရဝိညာဉ်အဲ့ဒါတွေလည်းထို့အတူပါပဲဗျာအနုတ္တရမကိန်းအောင်ဒီလိုကြိုးစားနိုင်မှာ နော်အဲဘာပါလို့ဆိုရင်ဖြူစင်တဲ့ဘဝကိုရောက်မယ်လို့ဒီကနားလဲပါတယ်ဗျာဆိုတာတို့တာတို့ကောင်းနေကောင်းနေဆိုပြီးတော့မြတ်စွာဘုရားကမိန်လိုက်တာအဲ့လိုနဲ့အိုက်ဒီယာနားပြီးတော့အဲ့ဒီယဟန်လေးကဧကောဥပကတော်စိတ်ငြိမ်တဲ့နေရာမှာတပါးတဲ့နေတယ်နော်တရားလို့ရဖို့ရဆိုတာဒါတွေလိုအပ်တယ်ဧကောတပါးတဲ့နေကိုလည်းလိုတယ်နှစ်ယောက်ရှိပြီသုံးယောက်ရှိပြီဆိုရင်အနောက်ရှက်ဖြစ်ပြီးတော့တမာတိတွေကခဏလေးတင်ပျောက်တတ်တယ်ဥပကတော်စိတ်ငြိမ်တဲ့နေရာလဲနေဖို့လိုတယ် ။အိုးလူကြားသူကြားနေပြီဆိုရင်ဘာလို့ဆိုရင်အတံပလန် နေကြောင့်တမာတိခဏလေးတွင်ပြက်တက်။အပမတ်တော့မပေါ်အစဘူးလေလူတယ်နော်။မပေါ်အစပဲနဲ့လေးလေးနက်နက်လုပ်ဖို့လေလူတယ်။အာတာပီပြင်းပြင်းထန်ထန်ကြိုးစားဖို့လည်းပဲလိုအပ်တယ်။ဗဟိတတော်ဟာအာယုန်တွေမများပန်းနဲ့နိဗ္ဗာန်စိတ်တစ်စိတ်ထဲပဲထားဖို့လေလိုအပ်တယ်။အဲ့ဒီငါးမျိုးပေါ့ တဘာတဲ့နေရမယ်စိတ်ငြိမ်တဲ့နေရမှာနေရမယ်မပေါ်စာရဘူးပြင်းပြင်းထန်ထန်အားထုတ်ရမယ်နိဗ္ဗာန်စိတ်တစ်စိတ်တည်းပဲထားရမယ်အဲ့လို၅မျိုးနဲ့သူစူးစမ်းလိုက်တာတဲ့ယဟန်ဘဝရဲ့နိဗ္ဗာန်ရောက်အောင်ရောက်ဖို့ရအတွက်ယဟန်ပြုရမယ်ဆိုတဲ့ရည်ရွယ်ချက်ပန်းတိုင်သူရောက်သွားတယ်ယဟန်နာဖြစ်သွားတယ်လောကထဲမှာသူဟာယဟန်နာတစ်ပါးအနေနဲ့သူဟာတန်းဝင်သွားတယ်ပေါ့နော်ဒုတိယအညာတရာဘိက္ခုနည်းနည်းလေးပဲထူတော့တာပါနော် အဲ့လိုပဲရဟန္တာလာရောက်တယ်ပြီးတော့တရားကျင့်ဟောပါဗျာအဲ့တရားကျင့်ဟောပြီးတော့တပည့်တော်ပြင်းပြင်းထန်ထန်နိဗ္ဗာန်ရောက်အောင်ကြိုးစားကြပါလေဗျာအဲ့ဒီမှာအဲဘာလေးထူးသွားလဲဆိုတော့အနုမီယတိယန္နုမီယတိဆိုတာဒါလေးထူးသွားတယ်နော်အာယုန်နေနဲ့တွေ့လာပြီဆိုရင်နော်ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ ကြည့်ရကြည်လာပြီဆိုရင်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့အနုတ္တရဆိုတဲ့ရာဂဒေါသမောဟဖြစ်စရာတွေကျုံးလာရင်မဖြစ်ဖြစ်အောင်ကြိုးစားတဲ့လူတွေကအနုမယတိသူ့ရဲ့အဲဟိုပင်ကိုဖြူစင်တဲ့စိတ်ကလေးဟာပျက်စီးသွားတော့တာပဲယံနုမယတိပင်ကိုစိတ်ကလေးပျက်စီးသွားပြီဆိုရင်ဒေနသင်္ကန်ကိစ္စတီအဲ့ဒီလူဟာရာဂကြည့်တဲ့သူဆိုတဲ့နာမည်ပေါက်သွားတော့တာပဲဒေါသကြည့်တဲ့သူဆိုတဲ့နာမည်ပေါက်သွားတော့တာပဲမောဟကြည့်တဲ့သူဆိုတဲ့နာမည်ပေါက်သွားတော့တာပဲအဲ့ဒီလိုမဟုတ်ဘဲနဲ့ ယာနာနုသေတိကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့အနုတရားတွေအကိမ့်မခံဘူးရာဂဒေါသမောဟတွေအဖြစ်မခံဘူးဆိုရင်တော့တဏ္ဍနုမြယတိပင်ကိုယ်စိတ်ကလေးဖြူစင်တဲ့ပင်ကိုယ်စိတ်ကလေးဟာမပြည့်စည်တော့ဖြူစင်တဲ့ပင်ကိုယ်စိတ်ကလေးမပြည့်စည်တော့ဘူးဆိုရင်တော့ရာဂကြီးသူဒေါသကြီးသူမောဟကြီးသူဆိုတဲ့ဆံပဲလည်းပဲမရမခေါ်မခံရတော့ဘူးဆိုပြီးတော့အဲလိုမြတ်စွာဘုရားကဟောလိုက်တဲ့ကကြာခုနအတိုင်းပါပဲ အဲဒီတော့နားလဲသွားပါပြီဖေ။ဘလို့နားလဲတာလဲ။တပိတော့တည်းရုပ်နဲ့ပတ်သက်ပြီးတော့လည်းဒီလိုမြင်ရပါမယ်ဖေ။ဝေဒနာတင်ညာသင်္ခါရဝိညာဉ်နဲ့ပတ်သက်ပြီးတော့လည်းဒီလိုမြင်ရပါမယ်ဖေ။တွေ့တဲ့မြအာယုံတွေကိုဒီလိုမြင်အောင်ရှုနိုင်မယ်ဆိုရင်ဒီလိုပါလဲဆိုရင်ယာကဒေါသမောဟပယ်နိုင်ပြီးတော့ယာကဒေါသမောဟတွေကင်းပြီးတော့ယာကဒေါသမောဟတွေအပြည့်တိုင်းချုပ်နိုင်အောင်ကြိုးစားနိုင်တဲ့ပုံကိုဖြစ်နိုင်ပါလေဖေလို့အဲ့လိုဒါရှောင်းလိုက်တာ။အဲ့ဒီဟန်လည်းပဲထို့တူပဲ။ အဲအဲ့တရားကိုအခြေခံပြီးတော့တရားကျင့်ကြံကြိုးကိုအားထုတ်လိုက်တာသူဟာယ ahanan ဖြစ်သွားတယ်ဟုတ်ပါ